ချင်နေနဲ့အမှုပညာရှင်ဘယ်လောက်ရလဲလို့ပြောရင်တော့မှဘလို့ပြန်ဖြေရမှန်းတော့မသိဘူးတခါကျတော့လေကျွန်တော်တို့ကရုပ်ရှင် level တစ်ခုမှာနေရာတစ်ခုရဖို့အတွက်ကိုကျွန်တော်တို့အရင်ကငွေကြေးမကြည့်ပဲနဲ့ကိုယ်ပြိတ္တတွေအတိမတ်ပြုတ်တဲ့အနေထားတစ်ခုလှုပ်ဆောင်လိုက်ရတာရှိတော့အဲ့ဒီအတွက်တခါကျရင်အမှုပညာရှင်ကိုကျွန်တော်တို့ခေါင်းထဲထည့်လို့မရဘူးဗောလေဟုတ်ကျားတို့ကတော့ကျွန်တော်ရိုက်ခဲ့တဲ့ရုပ်ရှင်တွေပေါ့ကျွန်တော်ပါဝင်ခဲ့တဲ့ရုပ်ရှင်ကားတွေကတော့ငွေကြီးကြောင့်ရိုက်ခဲ့တဲ့ရုပ်ရှင်ကားတကားမှမရှိဘူး အဲကျွန်တော်နုပညာကိုချစ်တယ်အဲကျွန်တော်ပါဝင်ရမယ့်နေရာလေးအကောင်းတယ်အဲအဲ့တော့ကျွန်တော်ဟိုလာပြီးတော့ခင်လို့မင်းလို့လူမှုရေးရောဘာရောလာပြီးတော့ကမ်းလှမ်းတဲ့ပုံမှာကျွန်တော်လုတ်ဖြစ်သွားတာပဲရှိအဲ့ဒီပုံမှာကျွန်တော်စူးစမ်းပြတယ်အဲအောင်မြင်မှပဲပတ်စံရှာတော့မယ်ဗျာမအောင်မြင်ရင်ပတ်စံရှာရင်အောင်မြင်မှုရမှာမဟုတ်ဘူးအဲဒါဒီအပ်ပရိုဒူဆာမပူရော ပြီးတော့တကယ်ချင်းတိုင်ရောပြီးတော့ဥငယ်တို့ကလည်းဖိတ်တဲ့တို့ကလာပြီးတော့အားပေးတာပေါ့လေပြီးတော့လည်းကားတွေကလည်းကောင်းတော့ကိုယ်လည်းလာကြည့်တာပေါ့ကိုယ်လာလေးလည်းကြည့်ပြီးရောဟောကြည့်ပြီးပါပြီဟိုကွဲထွက်တာပေါ့လေဟိုကြည့်ကြည့်နေကြပုံစံမဟုတ်တဲ့ပြိတ္တတွေဒါတစ်မျိုးလေးခံစားမယ်ရုပ်ရှင်တကားလို့ပြောလို့ရတာပေါ့အဲရုပ်ရှင်တစ်ခုကိုဖန်တီးတဲ့နေရာမှာဒါပါဒါပါစတာပါဝါကြီးနေရိုက်တော့လေဒါပြိတ္တအားပေးမှုနေနဲ့ပူရတာပေါ့လေအဲ့လိုမှမဟုတ်ဘဲနဲ့ဒီအငဲတွေနောက်တက်တွေကိုဆွဲတင်နေဆိုတာကလည်း ဒါတော့တတိမျိုးတော့မဟုတ်ဘူးပြီးတော့အဲ့ဒီပေါ်မှာဇလန်းကောင်းမယ်တင်ပြမှုကောင်းမယ်လုံဆောင်ချက်ကောင်းမယ်ဆိုလို့ရှိရင်လည်းပြိတ္တအားပေးမှာပဲဒါကိုလည်းယုံကြည်မှုအပြည့်ရှိရလေဟိုအဲ့တော့တော့စိုးရိမ်စရာမရှိဘူးကိုယ်ရထားတဲ့ဇလန်းပါဝင်တဲ့တရုတ်ဆောင်တွေရဲ့စူးစမ်းမှုရှိလို့ရှိရင်ဒီပြိတ္တတွေအားပေးမယ်ဆိုတော့ယုံကြည်ပြီးသားပါအဲအဲ့ဒါကြတော့လေဟိုဘလို့กว่าွားလဲဆိုတော့ social အားလည်းဒါกว่าွားကြီးဒါกว่าွားကြီးဟိုရိုက်ကူးတင်ပြတဲ့ဒီ resolution นี่แหละกว่าွားပြီး ဇလန်းတွေလည်းပုံပေါ်ဖန်တီးတာတွေကွာသွားပြီပြီးတော့နောက်တစ်ခုကအဲ့ဒီဘက်ခင်မှာရှိနေတဲ့အမှုပညာရှင်အောင်မြင်မှုတွေနဲ့ဒီဘက်ခင်မှာရှိတဲ့အမှုပညာအောင်မြင်မှုတွေနဲ့လည်းအရန်ကွာသွားပြီဆိုတော့ပြောရတာကွာမှုတွေအရန်များတယ်အဲ့ဒီပြိတ္တနဲ့ဒီဘက်ပြိတ္တနဲ့လည်းကွာသွားပြီရုံပေါ်ရောက်လာတဲ့ကုံစင်းလုံးတွေလည်းကွာသွားပြီအဲ့တော့ကွာချားမှုတွေအများကြီးရှိရတော့ဟိုဘလို့ကွာသွားလဲဆိုတော့ပြောစရာမလိုတော့တဲ့အချိန်တွေပေါ့လေကျွန်တော်ကရုပ်ရှင်ရုပ်ရှင်အနေနဲ့အမှုပညာရှင်ဘယ်လောက်ရလဲလို့ပြောရင်တော့မှဘလို့ပြန်ဖြေရမှန်းတော့မသိဘူး တခါကျတော့လေကျွန်တော်တို့ကရုပ်ရှင် level တစ်ခုမှာနေရာတစ်ခုရဖို့အတွက်ကိုကျွန်တော်တို့အရင်ကငွေကြေးမကြည့်ပဲနဲ့ကိုယ်ပြိတ္တတွေအတိမတ်ပြုတဲ့အနေအထားတစ်ခုလှုပ်ဆောင်လိုက်ရတာရှိတော့အဲ့အတွက်တခါကျရင်အမှုပညာကြီးကိုကျွန်တော်တို့ခေါင်းထဲထည့်လို့မရဘူးဗောလေဟုတ်ဒီကြားတော့တော့ကျွန်တော်ရိုက်ခဲ့တဲ့ရုပ်ရှင်တွေပေါ့ကျွန်တော်ပါဝင်ခဲ့တဲ့ရုပ်ရှင်ကားတွေကတော့ငွေကြီးကြောင့်ရိုက်ခဲ့တဲ့ရုပ်ရှင်ကားတကားမှမရှိဘူး အဲကျွန်တော်ဥပညာကိုချစ်တယ်အဲကျွန်တော်ပါဝင်ရမယ့်နေရာလေးအကောင်းတယ်အဲအဲ့တော့ကျွန်တော်ကိုလာပြီးတော့ခင်လို့မင်းလို့လူမှုရေးရောဘာရောလာပြီးတော့ကမ်းလှမ်းတဲ့ပုံမှာကျွန်တော်လုတ်ဖြစ်သွားတာပဲရှိအဲ့ဒီပုံမှာကျွန်တော်စူးစမ်းပြတယ်အဲအောင်မြင်မှပဲပတ်စံရှာတော့မယ်ဗျာမအောင်မြင်ရင်ပတ်စံရှာရင်အောင်မြင်မှုရမှာမဟုတ်ဘူးကိုကတော့ A site ကိုအဲ့ဒါ A site ပေါ့အဲဒါတော့တခါကျတော့လေလမ်းစေးလောက်နဲ့ဘာနဲ့လဲဟိုဟာဖြစ်သွားတာဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်အနေနဲ့ကကြတော့ ကျွန်တော်ကအမှုပညာကိုပဲချစ်လို့ဖန်တီးရတဲ့သူတယောက်ဆိုတော့အဲကျွန်တော်ငွေအကြီးကိုကျွန်တော်မကြည့်ဘူးကျွန်တော်နေရာကိုပဲကြည့်တယ်ကျွန်တော်ဘာလုပ်အောင်မှာဒီဇလန်းမှာကျွန်တော်ဘယ်လိုပါဝင်ရမှာကျွန်တော်ဒါပဲစိတ်ဝင်စားတယ်ပတ်စံဘယ်လောက်ရမလဲဆိုတော့ကျွန်တော်စိတ်ဝင်စားဘူးအဲကျွန်တော်နေရာပဲကျွန်တော်စိတ်ဝင်စားဟုတ်အဲ့ဒါလည်းအစားလေးတဟုတ်အရင်တည်းကဟိုအရင်တည်းကအခုချိန်ကြီးဘာလို့လဲကျွန်တော်ဆိုတော့အဲနေရာလဲလူကျင်တယ်ပတ်စံလဲလူကျင်တယ်ဆိုတော့အောင်မြင်မှုမျိုးကျွန်တော်မှရှိနေတာမဟုတ်လေအဲ့တော့ကျွန်တော်အဲ့ဒီအောင်မြင်မှုတွေကိုကျွန်တော်ရှားရမယ် တော့ကျွန်တော်လိုချင်တဲ့ထားပါတော့တကူကျွန်တော်တို့ကအမှုပညာရေးပြိဿအရာကျွန်တော်လည်းသိတယ်ပြိဿတွေအားပေးတာတွေရှိတာပဲပြိဿအားပေးတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်အားပေးတဲ့ပြိဿတွေကဇလန်းတွဲဘက်မှာဖြစ်နေတယ်အဲ့တော့ရုပ်ရှင်ဘက်ကိုတက်ဖို့လှမ်းဖို့အဲ့တော့ကျွန်တော်တို့ယုံကြည်ကျွန်တော်ယုံကြည်စွာနဲ့အဲလှုပ်ဆောင်ပေးဖို့ရိုက်ကူးပေးဖို့ဆိုတာကအရေးစွန်ပေးနိုင်တဲ့ producer ရှိမှသာလဲကျွန်တော်ရုပ်ရှင်ပေါ်မှာ leader အနေနဲ့ရောက်လာမှာလေအဲ့လိုမှမဟုတ်ရင်တော့ကွန့်ကိုကန်တရားရောစမ်းရောအရန်စူးစမ်းမယ်ချင် အဲပရိသတ်ကတော့အတူတူပါပဲနေတွေမြို့တွေရေလုံးမဟုတ်ပါဘူးအာရန်ကုန်မှာရှိတဲ့ပရိသတ်လည်းအားပေးတဲ့လူအားပေးပါတယ်အဲအဲ့ဒါတော့အစီအစဉ်လည်းမရှိတော့ဘူးပြောလည်းမပြောချင်တော့ဘူးအများကြီးပါအများကြီးဒီ15နှစ်တော်တင်းထဲမှာကြော်ဖြတ်ခဲ့ရတဲ့ခက်ခဲတွေပြီးတော့ဖြတ်တန်းခဲ့ရတဲ့ဒုက္ခတွေအများကြီးပါဒါတွေကတော့ကျွန်တော်တို့ကဝမ်းစာတစ်ခုအနေနဲ့ပဲသတ်မှတ်ထားတော့အေးစေပါတော့အေးစေပါစိတ်ဓာတ်ကတော့ကိုယ့်ကိုယ်ကိုမြင့်ရတာပေါ့အဲအဲ့လိုမှမဟုတ်လို့ရှိရင် ကိုယ့်နောက်မှာတကယ်ခိုင်မာတဲ့ကျောတော့နောက်ကန် background မရှိဘူးလေအဲ့တော့ကိုယ့်ကိုကိုယ်ခွန်အားတွေပေးတယ်ကိုယ့်ကိုကိုယ်အားမွေးတယ်ကိုယ့်ကိုယ်ရက်တည်ပိတ်သက်ကြီးလည်းဒီတစ်ကိုကိုလေးယုံတင်တဲ့ခါကျရင်လာရောက်အားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်